လုံးမဲမင်္ဂလာပေါင်းနေပြည်သုံးကြပါစေလို့ဥစွာနှုတ်ခွန်းဆက်ပါရခင်ဗျာ KSW Reading Blog Channel မှာမိတ်ဆွေများအားလုံးကိုထိတ်စွာကြိုဆိုပါရခင်ဗျာအာကျွန်တော်ဒီနေ့မိတ်ဆွေကိုမျှဝေပေးခြင်းရဲ့အကြောင်းအရာကတော့ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်အောင်ဘယ်လိုပြုမှုနေထိုင်ကြမလဲဘယ်လိုမျိုးအကြောင်းအရာတွေဘယ်လိုမျိုးပြုမှုတွေဟာဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်စေလဲဆိုတာကိုဒီနေ့မျှဝေပေးခြင်းပါရခင်ဗျာ ကျွန်တော်ရဲ့ channel နေပြီးတော့မှမိတ်ဆွေတွေကိုဓမ္မအသီးနဲ့ပတ်သက်တဲ့သိစရာတွေကိုစဉ်စဉ်မပြတ်မျှဝေပေးနေရဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ရသေးတယ်ပဲ subscribe လုပ်ခဲ့ပြီးကြာပါအောင်ခင်ဗျာဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်ဖို့တွေကျွန်တော်တို့ဘယ်လိုမျိုးပြုမှုနေခိုင်ကြမလဲဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဆိုတာဘာလဲဗုဒ္ဓဘာသာဆိုတာဘာလဲဆိုတာကိုကျွန်တော်အရင်ဆုံးမျှဝေပေးခြင်းပါတယ်အဲဗုဒ္ဓဘာသာဆိုတာဘာလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့ ီအစုံးမတွေကို လိုက်နာပြီးတော့မှကြင်ကြံနေထိုင်တဲ့ပုံကိုယ်တွေကိုဒါဗုဒ္ဓဘာသာဝင်လို့ခေါ်ခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့အစုံးမတွေအတိုင်းလိုက်နာတဲ့ကြင်ကြံနေနေထိုင်တဲ့ပြုမှုတွေပြောဆိုခြင်းကိုဒါကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ကောင်းတယောက်လို့ခေါ်ခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေကဘာတွေလဲမြတ်စွာဘုရားရှင်ကဘာတွေဆုံးမခဲ့တယ်လဲဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကဆိုလို့ရှိရင်အာကျွန်တော်တို့ ာတရားတွေအများကြီးနဲ့ကျွန်တော်တို့ကို ဆုံးမခဲ့တယ်เนาะအာဒါလူယဟန်တွေလို့ဆိုလို့ရှိရင်လည်းပဲဒါယဟန်ဝင်းဒီတွေအများကြီးနဲ့ကျွန်တော်တို့ပြည့်ညက်ပြီးတော့မှယဟန်တွေကိုလည်းပဲယဟန်ကောင်းတွေဖြစ်အောင်အသိခါဖို့တွေစောင့်ထိန်ပြီးတော့မှဒီတကယ်ကိုကုချင်းသီလာပြည့်စုံ ပြီးတော့မှဒီတောတာပန်တက္ကရာကအနာကံဇန်တာတွေဖြစ်တဲ့ခြေကိုဒါလမ်းညွန်ပြတ်တာပြီးရဲ့ ဆရာတစုဖြစ်ပါတယ်။ဒါဗုဒ္ဓဘာသာဝင်နေမဆာဘုရားရှင်အဆုံးမကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေတွေ့လဲပဲမဆာဘုရားရှင်ကဒါအကောင်းဆုံးလမ်းပြပေးခဲ့တာဖြစ်ပါတယ်။မဆာဘုရားရှင်ဟာတကယ်တော့ အာကျွန်တော်တို့ထင်တယ်လို့မျိုးအများထင်တယ်လို့မျိုးတခြားခြားသောဝါဒလိုမျိုးကေတင်ရှင်မဟုတ်ပါဘူးသစ္စာဘုရားက သူ့ရဲ့ဘာသာကို လာပြီးတော့ယုံကြည်ပါအဲသူ့ရဲ့ဘာသာကိုလာပြီးတော့ကိုးကွယ်ပါသူ့ကိုရှိခိုးအဲကြောယုံနေသူကကောင်းတဲ့အရာတွေဖြစ်အောင်လုပ်ပေးမယ်နတ်ပြည်ကိုပို့ပေးမယ်နိဗ္ဗာန်ကိုပို့ပေးမယ်အဲရွှေရင်းငွေတွေအများကြီးပေးမယ်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကဟောကြားခဲ့တာတခုမှမရှိပါဘူးမြတ်စွာဘုရားရှင်ကလမ်းပြသူသာဖြစ်ပါတယ် ်လက်စားဘုရားရှင်ကလမ်းတွေကိုပြခဲ့တယ်ဒီလမ်းကတော့ဒါမတ်ဖို့နိဗ္ဗာန်ကိုသွားတဲ့လမ်းနော်ဒီလမ်းကိုရှောင်ရင်တော့ဒီခီးကိုရောက်မယ်မဖို့နေပံကိုရောက်မယ်ဆိုပြီးတော့မမဆာဘုရားရှင်ကလမ်းပြခဲ့တာဖြစ်တဲ့ဒါကတော့ဒါနက်ပြီကိုသွားတဲ့လမ်းလေးဖြစ်တဲ့ဒါကတော့လူမှုနေပယ်မှာဆိုရင်လည်းပဲဒါစီပွားရေးလုပ်တဲ့နေရာမှာလည်းပဲဒါကတော့ချမ်းသာကြောင်းအဲជីវਾချမ်းသာကြောင်းအလုပ်တွေဖြစ်တဲ့ဒါတွေကတော့ အဲကြည်ဝချမ်းသာကြောင်းအလုပ်တွေမဟုတ်ဘူးဥစ္စာပစ္စည်းတွေအပစ္စည်းကြောင်းဖြစ်တဲ့လူအစ်စ်ကိုတိုးစီကြောင်းတွေဖြစ်တယ်ဆိုပြီးတော့မှလောကီအနေနဲ့လည်းဥစ္စာဖရားရှင်ကလမ်းပြပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လောကုတ္တရာအနေနဲ့လည်းပဲဒါဥစ္စာဖရားရှင်ကလမ်းပြပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဥစ္စာဖရားရှင်ဒီကေတင်ရှင်မဟုတ်ပါဘူးဒါကိုတော့ကျွန်တော်တို့သိဖို့လိုပါတယ် ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကိုကိုးွယ်တဲ့ပေါ့နော်ဒီကိုကိုးွယ်တဲ့ဘုရားရှင်ဟာကေတင်ရှင်လားလမ်းပြတူလားဆိုတာကိုပထမဦးဆုံးသိဖို့လိုပါတယ်ဓမ္မတန်ကျွန်တော်တို့ဒီဘာကြောင့်ကိုးွယ်နေရလဲဘုရားကိုဘာကြောင့်ရှေ့ခိုးရလဲဘာကြောင့်ဘုရားကိုပူဇော်နေရလဲဆိုတာကိုကျွန်တော်တို့ရှင်းလင်းသိမှဖြစ်ပါတယ်ကိုကိုးွယ်တဲ့ဘုရားကကိုကိုဘလို့အရာတွေကိုဒါလမ်းပြပေးခဲ့တာလဲဘလို့တွေဆုံးမပေးခဲ့တယ်ဆိုတာကိုသိမှသာလေဒါဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်မှဖြစ်ပါတယ်နှုတ်မဆိုလို့ရှိရင်ကျွန်တော်တို့ကဘုရားကကိုကိုလာ ပြီးတော့ကဲมาပဲဖះကတော့ကိုယ်ကိုစောင့်ရှောက်มาပဲမမာပဲဆိုပြီးတော့มาဖះကိုတနေရနေပဲဖះကကျွန်တော်မမာလည်းမဟုတ်ပါဘူးကဲมาလည်းမဟုတ်ပါဘူးเนาะဘုရားဘုရားရှင်ကတော့ဒါအဲကုတ်ဆွဲပြီးတော့မှတော့လမ်းပြပေးတယ်ဟေးဒီလမ်းဒီလမ်းကရှောက်ကြမင်းတို့တွေဒီလမ်းဒီလမ်းကတော့နိဗ္ဗာန်သွားတဲ့လမ်းဒီလမ်းဒီလမ်းကတော့တကယ်ကိုဒုက္ခတွေ ချမ်းသာဒုက္ခတွေရရှိမဲ့လမ်းဟိုဘက်လမ်းကတော့ငရဲတွေအပင်ငရဲကိုသွားစေတဲ့လမ်းပဲဆင်းရဲဒုက္ခတွေနဲ့ဘဝတစ်ချောင်းလုံးအဲတောကပရိဒေဝဒုက္ခဒေါမနတဆိုတော့ဒီဆိုရင်ပူဆွေငိုကြွေးခြင်းတွေပြည့်နေတဲ့လမ်းဖြစ်တယ်ဒီလမ်းကမလျှောက်ကြမ်းနဲ့ဆိုပြီးတော့မှလမ်းပြခဲ့သူသာဖြစ်ပါတယ်အဲ့လိုလက်ပြခဲ့တဲ့ပုံကိုကိုကျွန်တော်တို့ကဒါကိုပဲတာဖြစ်တယ်ပူဇော်တာဖြစ်တယ်မဆရာဘုရားရှင်ကကိုကိုအဲဆုံးမလက်ပြပေးခဲ့တဲ့အတွက်ဒါကျွန်တော်တို့ကပူဇော်တာပဲဖြစ်ပါတယ် အဲ့လိုကျွန်တော်တို့ကဒီလမ်းပြပေးခဲ့လို့လည်းပဲဘုရားရှင်ကိုလမ်းပြသူအနေနဲ့ယုံကြည်ပြီးတော့မှအဲကျွန်တော်တို့ကိုးကွယ်တယ်ပူဇော်တယ်ဒါရှ िख ိုးတာဖြစ်ပါတယ်။အဲဒါမျိုးရှ िख ိုးတယ်ဆိုတဲ့အိဗေအားလည်းပဲကျွန်တော်တို့မဆာဘုရားရှင်မှာရှိတဲ့အရာတွေကိုကျွန်တော်တို့ကအတူယူတယ်အတူခိုးပြီးတော့မှမဆာဘုရားရှင်မှာရှိတဲ့ဂုံတော်တွေအသီးခံခြင်းဆိုတဲ့ဂုံတော်တွေမေတ္တာနဲ့တရားဝါတွေကို အာအမြဲတမ်းပြမှုပြောဆိုနေထိုင်တဲ့ဂုံနေအရဟံဂုံနေတမန်တန်ဗုဒ္ဓဂုံနေဆိုတဲ့အတုမရှိအတုမရှိတဲ့ဂုံနေကိုကျွန်တော်ကအတုခိုးဖို့အတွက်အစဖရာရှင်ကဲသို့စေကောင်းစေမြတ်ဒီနှလုံးသားထဲမှာဂိမ်းမောတယ်ကိုကျွန်တော်ကအတူယူပြီးတော့မှဒါဖရားကိုကိုးကွယ်တာဖြစ်ပါတယ်အဲ့လိုကိုးကွယ်မှသာရင်ကျွန်တော်တို့ကကိုးကွယ်နည်းအစစ်ဖြစ်ပါတယ်ကိုကဗုဒ္ဓဘာသာဝင်ကောင်းတရားဖြစ်ဖို့အတွက်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ရဲ့အဆုံးအမတွေကိုကျွန်တော်တို့ကလိုက်နာမှာဖြစ်တယ် ဲ့လိုမဟုတ်ဘဲနဲ့ဘုရားရှင်ရဲ့အဆုံးအမတွေနဲ့သိဖယ်ပြီးတော့မှအခြားခြားသောအဆုံးအမတွေနာကိုလိုက်နေမယ်အခြားခြားသောဝါရတွေနဲ့ရောပြန်းပြီးတော့မှဒါတွေကိုလိုက်နာကျင့်သုံးနေမယ်ဆိုလို့ရှိရင်ဒါဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်မှာမဟုတ်ပါဘူးဘုရားဘာသာဝင်ကောင်းတရားဖြစ်ဖို့အတွက်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကဘုရားဘာသာဝင်ကောင်းဖြစ်လို့တူတိုင်းဟာနံပါတ် အဲတဒါဘောနော်တတ်တာဆိုတာယုံကြည်ချက်ရှိရမှာပေါ့ယုံကြည်ချက်ရှိရမယ်ဘာကိုယုံကြည်ရမလဲဆိုလို့ရှိရင်ဖရာတရားတန်ခါအပေါ်မှာယုံကြည်တဲ့ခိုင်မြဲတဲ့တရားကိုခေါ်ပါတယ်အဘသူကတော့မဲဟုတ်လားပစံနေနဲ့စီယုံလိုက်လို့မလို့ဖရာကိုပြစ်ပြီးတော့မှာချားပါတာကိုယ်ွယ်သွားတာမျိုးမဟုတ်ဘဲနဲ့ကိုဒီဖရာကိုကိုယ်ွယ်တယ်အဲစိတ်ကက်တယ်ယုံကြည်တယ်ဆိုတာဒီရောဖရာဟာဒီလိုဒီလိုဂုံနေနဲ့ပြည့်စုံတယ်ဆိုတော့ တကယ်ကိုသိပြီးတော့မှယုံကြည်တာမျိုးခေါ်ခြင်းဖြစ်ပါတယ်။တော့တရားကိုယုံကြည်ရဲဆိုတာကလည်းပဲအာတရားတော်မြတ်ဟာဒီလိုမျိုးအာခုံနေနဲ့ပြည့်စုံနေဒီလိုမျိုးဟလာတောခါတာဂုံနေတခါတော့ဘဂဝတာဓမ္မောဆိုတဲ့တောခါတာဂုံနေဒီလိုမျိုးပေါ့နော်အဲတရားကုံကလည်းပဲလာပြီးတော့စမ်းကြည့်ပါလည်လာကြည့်ပါမဆာဖရာရှင်က ငါဝါဒကိုယူရင်ငါငါတရားဒီလိုကောင်းတယ်မပြောပါဘူးလာပြီးတော့လိလာပါစမ်းသက်ပါဖိတ်ခေါ်တဲ့ဝါဒဖြစ်ပါတယ်ဒီလိုမျိုးဒါတရားတော်မှာလည်းပဲအစမ်းသက်ခံနိုင်တဲ့တရားဖြစ်တယ်လိလာခံနိုင်တဲ့ဒီပိဋကတ်၃ပုံဟာမြတ်စွာဘုရားရှင်ဟောခဲ့တယ်ဒီပိဋကတ်၃ပုံဟာဆိုလို့ရှိရင်ကြိုက်တဲ့အဲဒီဘာသာပဲဖြစ်ဖြစ်ကြိုက်တဲ့လူမျိုးကလာပြီးတော့မှလိလာအဲစမ်းသက်အကဲခံအကျင့်ကြံလို့ရတဲ့ဘာသာပဲဖြစ်ပါတယ်ဒါကြောင့်မို့ဒါတရားကုန်တော်ကလည်းပဲ အင်မတန်မားကိုထူချားရတယ်ဒီလိုမျိုးဂုံတွေကိုကရုံကြည်ကြည်နဲ့မှယုံကြည်တယ်နောက်တန်ဃာတွေအရိယာတန်ဃာတော်ရှင်သူမြတ်ကြီးပေါ့နော်မြတ်စွာဘုရားအမှုရှိတယ်အရိယာတန်ဃာတော်တွေကိုလည်းပဲသူတို့ရဲ့သီလသမာဓိဆရာတော်တန်ဃာတော်ရှင်သူမြတ်ကြီးရဲ့သီလသမာဓိပညာကိုယုံကြည်ပြီးတော့မှကိုယ်ပဲလေးစိတ်ကတည်းပေါ့နော်ဒီလိုမျိုးတဒါပေါ့နောက်တစ်ခုကကံကံရဲ့အကျိုးပေါ့ကံကံရဲ့အကျိုးကိုယုံကြည်တဲ့တဒါလေဗုဒ္ဓဘာသာဝင်တရားတွေရှိဖို့လိုအပ်ပါတယ် အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကောင်းတာလုပ်ရင်လည်းကောင်းတာဖြစ်ပါဘူးကွာမကောင်းတာတွေလုပ်လည်းကောင်းတာတွေဖြစ်နေတာပါပဲဆိုတော့ဒီကံကံရဲ့အချိုးကိုမယုံကြည်တဲ့အခါမှာဗုဒ္ဓဘာသာဝင်ကောင်းတရားမဖြစ်နိုင်တော့ပါဘူးဒါကြောင့်မို့ကျွန်တော်တို့ဒီကမ္မတက္ကတာတမ္မာတိဆိုတဲ့ကံကံရဲ့အချိုးကိုယုံကြည်တဲ့တရားတရားရှိဖို့လည်းလိုအပ်ပါတယ်အဲ့လိုတရားတရားရှိမှလည်းဗုဒ္ဓဘာသာဝင်ကောင်းတရားဖြစ်မှဖြစ်ပါတယ် နော်တတ်တာဆိုတော့ယုံကြည်မှုလည်းရှိဖို့လိုပါတယ်။နောက်တချို့ကဆိုလို့ရှိရင်အမိဘကိုလှုပ်ကြည့်ရတာလည်းအကျိုးကျိုးတူမရပါဘူးကွာ။မိဘကိုလှုပ်ကြည့်လဲဘာမှမထူပါဘူးဆိုပြီးတော့မှမိအိုဖအိုတွေကိုပြစ်ပယ်ထားကြတယ်။ကံကံရဲ့အကျိုးကိုမယုံကြည်ဘူး။အားကြောင့်မို့လို့ကျွန်တော်တို့ကမကောင်းတာတွေလုပ်မိသွားတယ်ပေါ့။ကံကံရဲ့အကျိုးကိုမယုံကြည်တဲ့အခါမှာကောင်းတာလုပ်ဖို့ခိုင်းသွားတယ်ပေါ့။မကောင်းတဲ့အရာတွေပဲပြောပြစ်တယ်မကောင်းတာတွေပဲတွေးပြစ်တယ်မကောင်းတာတွေပဲကြံပြစ်တယ်အကြောင်းမို့လို့ကျွန်တော်တို့ကဘုရားဘာသာဝင်ကောင်းတယောက်ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ကံကံရဲ့အကျိုးကို ယုံကြည်ရမှာဖြစ်ပါတယ်။နောက်ထပ်ဒီဗုဒ္ဓဘာသာဝင်ကောင်းတယောက်ရှိရမယ့်အခြေတစ်ခုကတော့တိလဖြစ်ပါတယ်။အာတိလဆိုတာကကျွန်တော်တို့ကဒီပထမအခြေခံအားဖြင့်တော့၅ပါးတိလဖြစ်ပါတယ်နော်။ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဟာဒီသူတော်ဘာတေကိုတတ်တဲ့သူတော်ဘာဥစ္စာကိုခိုးတယ်သူတော်ဘာသားမယားကိုဖြစ်စည်းတယ်လိမ့်ငယ်လေးပြားတယ်။အမူရဲ့စီဝါတွေဒါမူရဲ့စီရဲ့အခြေတွေကိုတောက်တုံးတယ်ဆိုတဲ့ဒီအခြေခံကိုကြည့်နေတာ၅ပါးကိုဒါ စောင့်ထင်းရမှာဖြစ်ပါတယ်။အဲ့လိုအခြေခံငါးပါးသီလကိုစောင့်ထင်းပြီးတဲ့အခါမှာဒါဒူစီရိုက်တွေကိုရှာမှာဖြစ်ပါတယ်။ဒူစီရိုက်လုပ်ငန်းတွေကိုရှာပြီးတော့မှဒူစီရိုက်အလုပ်တွေကိုလုပ်ရမှာဖြစ်ပါတယ်။အဲ့လိုသူစရိုက်လူတွေကိုလုံးမလဲပဲသူဆိုတာကောင်းတဲ့ဇရိုက်သူကအလေးအကျင့်နေပေါ့နော်ကောင်းတဲ့သူစရိုက်တရား၁၀ပါးဆိုတာကတစ်ပါးတည်းကိုတစ်ဖြတ်ချင်းမှာရှောင်ကျင်တဲ့လူတွေအစရှိတဲ့ကောင်းတဲ့အလုပ်တွေကိုလုပ်ရမှာဖြစ်ပါတယ်။တိလာဆိုတာကကိုစောင့်ထိုင်တဲ့အခါမှာ ူတစ်ပါးကိုမထိခိုက်တာပေါ့ဒီလားဆိုတာကိုကစောင့်ထိုင်တဲ့အခါမှာတရဝါတွေပေါ်မှာတရဝါအစ်စ်ကိုတစ်ဖြက်ချင်းမှစောင့်ထိုင်တဲ့အခါမှာကိုကြောင့်တရဝါတွေကတည်ကျေမှုမရှိတော့ဘူးအပြစ်စည်းမှုမရှိတော့ဘူးဒါကိုကျွန်တော်တို့ကတီလာစောင့်ထိုင်ခြင်းလို့ခေါ်ခြင်းဖြစ်ပါတယ်ဒါဒါတီလာအဲနောက်တစ်ခုကတော့ဗုဒ္ဓဘာသာဝင်ကောင်းတရားနေဆိုလို့ရှိရင်တော့စာကဆိုတဲ့စွန့်ကြဲခြင်းဂုံလေးရှိရမှာဖြစ်ပါတယ်။အဲကိုရတဲ့ ပစ္စည်းဥစ္စာကိုပဲစားခြင်းနဲ့အကိုပဲသုံးမယ်ဆိုတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘဲနဲ့ကိုမိသားစုအကိုရဲ့စီမိုးသားခြင်းတွေကိုဝင်မြမယ်ပူရှယ်မယ်ဆိုလို့ရှိရင်လည်းပဲဒါလှူဒန်းမယ်ပေးကဲမယ်အလူအနာပြုမယ်ဆိုတဲ့ဒီစွန့်ကျဲတဲ့အိတ်တာမျိုးစရိယာစိတ်မထားဘဲနဲ့ပေါ့နော်ဝန်တိုတဲ့စိတ်တွေမထားဘဲနဲ့ ကိုမှရှိနေပစ္စည်းဥစ္စာတွေကိုအဲကိုနဲ့ဆက်ဆက်တဲ့ပုဂ္ဂိုလ်တွေကိုမျှဝေတဲ့လူဒန်းနဲ့ခွဲခြမ်းပြီးတော့မှတုံဆွဲတာမျိုးကို စာကတရားလို့ခေါ်ပါတယ်။နောက်ဆုံးအရှိရမယ့်တရားကတော့ပညာဖြစ်ပါတယ်။ပညာဆိုတာကတော့ဒီအကြောင်းအကျိုးနဲ့အကောင်အဆိုးအမှားအမှန်တွေကိုခွဲခြားသိတာကိုပညာလို့ခေါ်ပါတယ်။ ဒါဘေယာကတော့ကိုကလုံးတင်တဲ့အရာလေဘေယာကတော့မလုံးတင်တဲ့အရာလေဘေယာကတော့ကိုကိုွယ်တင်တဲ့အရာလေဘေယာကတော့မကိုကိုွယ်တင်တဲ့အရာလေဆိုတာကျွန်တော်တို့ပညာရှိမှသာလေခွဲခြားနိုင်မှာဖြစ်ပါတယ်ပညာမရှိနေဘူးဆိုလို့ရှိရင်တဒါပဲရှိနေပဲဆိုလို့ရှိရင် အမားမယွန်းနေဖြစ်တယ်ယုံကြည်မှုအမားတွေဖြစ်တယ်ကိုယ်ပွယ်မှုအမားတွေဖြစ်တယ်အဲ့လိုမျိုးတွေကျွန်တော်တို့ကလမ်းမကိုရောက်သွားမှာဖြစ်ပါတယ်အဲကြောင့်မို့ပညာသည်အမတန်မအကိုအရေးကြီးပါတယ်ပညာဆိုတာဟာကိုယ့်ရဲ့ အဲဒီဘဝတခြားလုံးမှာအဲရှိရမယ့်အရင်ချင်းတစ်ခုဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်ကောင်းတရားဖြစ်ဖို့အတွက်ကိုဒီပညာလိုပါတယ်ကိုကိုယ်ွယ်တဲ့ဘာသာတရားဒီဘလိုအရာတွေလဲဘာတွေနေလို့ဘာတွေကိုဖွဲ့စည်းထားလဲဘလိုတရားတွေဟောနေရတယ်ဘာတွေကိုကြင်ကြံနေရတယ်ဘယ်လမ်းကိုသွားနေရတယ်ဆိုရဒီလမ်းတွေကိုလည်းကိုကသိရမှာဖြစ်တယ်အကြောင်းအကျိုးအကောင်းအဆိုးပေါ့နော်ကိုကိုယ်ွယ်လိုက်တဲ့ အရာတွေဟာဒါဘယ်လိုမျိုးလဲဆိုတာကိုလည်းပညာနဲ့စမ်းစစ်ဝေဖန်ချင့်ချိန်မှသာလဲကျွန်တော်တို့ကအမားမှန်ကိုခွဲခြားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်လို့သူတိုင်းဟာဗဒပညာတတ္ထာသီလစာကပညာဆိုရဲဒီတရားလေးပါကိုကျွန်တော်တို့ကအညီအမျှထားပြီးတဲ့အခါမှာကျွန်တော်ရဲ့ဘဝမှာအမြဲတမ်းဒီဒီတရားလေးပါဟာထိန်းချောင်းပြီးတော့မှာ ထားရှိရမှာဖြစ်ပါအဲ့လိုမျိုးထိတ်ကြမိသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာဘုရားဘာသာဝင်ကောင်းတရားပြပြီးတော့မှကောင်းတဲ့အရာတွေကျွန်တော်တို့ရဲ့ဘဝတွေကိုရောက်ရှိလာမှာဖြစ်ပါတယ်နောက်ဆုံးကျွန်တော်တို့လူချင်းတဲ့ဒီဒုက္ခချမ်းသာတွေရရှိပြီးတော့မှနိဗ္ဗာန်ကိုရရှိမှာဖြစ်ပါတယ်ဆိုတာကိုကျွန်တော်ကယနေ့မျှဝေပေးခြင်းပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ